င်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါရမေးမီးမောင်လိုင်းရှယ်ရန်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်ပြည်သူများရွေးချယ်တင်မြှောက်ထားတဲ့အစိုးရလက်ထက်မှာအာဏာကိုလက်နက်အားကိုနဲ့လူရက်သွားပြီးနောက်တနိုင်ငံလုံးစိတ်ပိုင်းဆိုင်ရာတာမကအပြင်လောကပါမောင်နဲ့မဲမဲဖြစ်သွားခင်ရပါတယ်ဒါပေမဲ့ဒီလိုမောင်နဲ့မဲမဲဖြစ်သွားရခြင်းက၎င်းတို့နဲ့မြည်သူမှမဆိုင်တဲ့အလားတရုတ်ရဲ့မြစ်ဆုံစေစီမံကိန်းကိုရပ်ဆိုင်းခဲ့ရတာကြောင့်ဖြစ်တယ်လို့အဆက်ကင်းမဲ့စွာပြောဆိုလာခဲ့ပါတယ်၎င်းဖို့က၅နှစ်တာပြည်သူ အစိုးရလက်ထက်မှာလျှက်စစ်တာဖူလုံစွာရရှိခဲ့ကြတဲ့ဖြစ်ကိုထမင်းစားကြီးတဲ့လူတိုင်းသိရှိနားလည်ထားတာကိုလေ့လျူရှုပြီးရှေးပဝေနတီတဲကဖြစ်ခဲ့လီဟန်ပစတ်သေးရှိရာသွေယူသွေးတန်ပြောလာတာဖြစ်ပါတယ်။မြစ်ဆုံမှာမကဝက်6000ထုံးလုံးနိုင်စွမ်းရှိလို့လက်ရှိနဲ့ပေါင်းလိုက်ရင်ပူရန်ပူနေမယ်လို့၎င်းပြောသမျှတလုံးတစ်ပါးမှာပြန်မပြောရဲကောင်းကြီးနဲ့သူတွေကိုထုတ်ပြောလာပါတယ်။ 2023ဩဂုတ်လမှာတိုင်းပြည်ရဲ့လျက်စစ်တာလိုအပ်ချက်ရဲ့90ရာခိုင်နှုန်းနောက်ပြည်မီအောင်ဖြည့်ဆည်းပေးနိုင်ခြင်းမရှိတော့လို့၎င်းကိုယ်တိုင်ဝန်ခံသွားခဲ့ရပြီဖြစ်တယ်။ဒါပေမဲ့အဲ့ဒီလိုဖြစ်ရခြင်းရဲ့အဓိကတရက်ခံကမြစ်ဆုံစိန်ရဆိုင်ခဲ့တာကြောင့်ဖြစ်တယ်လို့ပေါ်ပေါ်တင်တင်လွှဲချလိုက်ပြီဖြစ်တယ်။အဲ့ဒီထဲမှာပြည်သူ့ကာကွယ်တပ်ဖွဲ့များဖျက်လို့ဖျက်ဆီးလုပ်နေရလို့လည်းပူးတွဲတရက်ခံဖြစ်ထည့်သွင်းခဲ့ပါတယ်။အခုအခါမှာတော့ရန်ကုန်ကိုတနင်္လာနေ့၈နာရီကိုနှစ်ကြိမ်ခွဲပြီးပြီးနေရတဲ့အဖြစ်ရောက်လာခဲ့တယ်။ ိုင်းဒီဖြစ်မှတတလူတတညာဆိုလာပြများတက်ကြဖို့အနိုင်တမန်ဆယ်များစောက်ကြဖို့ညွှန်ကြားလာခဲ့ပါတယ်ဒါပေမဲ့၎င်းကိုအကြံပေးသူတွေကအနိုင်တမန်ဆယ်ကို drawing machine လူကိုရေနှစ်သက်တဲ့စက်ကြီးအဖြစ်အမြင်ပေးထားတယ်ဆိုတဲ့အချက်ကိုတော့ခြံလက်ထားခဲ့ပုံရပါတယ်။ရေကတမန်အောက်ကိုကျသွားတာနဲ့ hydraulic စီးကြောင်းလို့ခေါ်တဲ့ရေလည်းပြန်စီးဆင်းမှုဖြစ်ပေါ်လာတယ်။အဲ့ဒီရေစီးကြောင်းကရေပေါ်မှာပေါ်နေတဲ့အရှာမှတ်သမျှကိုတမန်မျက်နှာပြင်စီးပြန်ဆွဲသွင်းထားတဲ့အတွက်ရေထဲကျသွားတဲ့လူများ၊လင်းများကအဲ့ဒီစီးကြောင်းထဲမှာပိတ်မိနေပြီးရုံထွက်ဖို့လွန်စွာခက်ခဲတယ်လို့ကျွမ်းကျင်သူတွေကထောက်ပြခဲ့ပြီးဖြစ်ပါတယ်။၎င်းတို့စီစဉ်သမျှကြည့်မယ်ဆိုရင်လူတို့အတွက်ကြားရောက်လာမယ်ဘေးအန္တရာယ်များကို မြည်တိခါမှာထည့်သွင်းစဉ်းစားကြခြင်းမရှိဘူးဆိုတာကိုအထင်ရှားတွေ့ရမှာဖြစ်ပါတယ်။စစ်တပ်မီဒီယာတွေကလက်စစ်ဒုတိယဝန်ကြီးဦးဆောင်တဲ့ကော်မတီမှသုတေသနနည်းပညာတွေနဲ့လူမှုဆက်ဆံရေးကိုကင်တွယ်ဖို့တရုတ်ကုမ္ပဏီများနဲ့ပူးရဲဆောင်ရွက်သွားမယ်လို့ထုတ်ပြန်လာခဲ့ပါတယ်။ ၎င်းတို့အဖို့ကတရုတ်ဩဇာမလွန်ဆန်နိုင်လို့တိုင်းပြည်တင်ရန်စာတာတွေကိုလက်ညှိုးထိုးရောင်းစားဖို့ဝင်မလေးဖြစ်နေတော့လေပြည်သူတွေကတော့ထွက်ရှိရတာအများစုကတရုတ်ပြည်ကိုသာပြန်တင်ပို့ရမယ်ဆယ်ရဲတီနီယာကပြန်ရွေ့ကြအနီးမှာတရှိပြီးရှေးပြီးအနည်းရှိမယ်အရာရီမြင့်ရေးစီကြောင့်ကိုဖြတ်တောက်ခံရမှာဖြစ်ပြီးမြင်းအောင်ရှိဇီဝမျိုးကွဲများနဲ့လူများရဲ့အသက်မွေးဝမ်းကြောင့်ကိုထိကင်လာမယ်တရုတ်ကိုကန်ထွိုက်မပေးမီပွင့်လင်းမြင်သာမှုမရှိပဲလူလူနဲ့ညှိနှိုင်းဆွေးနွေးမှုမရှိဆိုတဲ့အချက်လေးချက်နဲ့အပြင်းထန်ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်မီးမောင်လိုင်းရဲ့စစ်အုပ် ုက၎င်းတို့ဆက်ပြီးရှင်းတန်းနိုင်ဖို့အတွက်လူမှုကိုမျက်ွယ်ပြုကတရုတ်ပြောသည်များလိုင်းလုံးဝမဲ့ရုပ်သေးဘဝရောက်နေကြပြီဖြစ်ပါတယ်စစ်အာဏာရှင်တို့ရဲ့ကျုံဘဝနဲ့ပဲအေးအေးချမ်းချမ်းနေလူသူတွေကမရှိမဟုတ်ရှိနေမှသာ ဖြစ်တဲ့အခုကအေးအေးချမ်းချမ်းနေလို့ကပဲမရနေတော့စစ်အာဏာရှင်တွေက၎င်းတို့ကျုံပြုတ်နေုံနဲ့အာမရသေးပဲတရုတ်တို့ရဲ့စီးပွားရေးနေချက်လာမှုကိုလက်သက်ခံခေါ်သွင်းပြီး၎င်းတို့လက်ညှိုးညွှန်ရာရှိဖြစ်မယ်ဆိုပြီးအာမဘန်တီခံလာကြပြီဖြစ်တယ် ဒီလိုတရုတ်တို့စီးပွားရေးရာကြုံပြူလာမှုမှာကြုံတွေ့ရတဲ့အနေအထားကိုလှိုင်းတာရရှိချမ်းဤဆက်ယုံမှအလုံသမားတွေကမိသူတအူးတယောက်မှမလုံဝင်တဲ့အချိန်ခါမျိုးမှာပထမအဆုံးအုံမောင်းခောက်ပြီးရဲဝံစွာတက်လန့်နှိုးဆော်လိုက်ပြီးဖြစ်ပါတယ်။ မီးမောင်လိုင်းကတော့၎င်းကိုမော်စကိုမှာလက်ခံတွေ့ဆုံခဲ့မှုကိုကျေးဇူးဥပဒေအရတင်ခဲ့တဲ့အတွက်တရုတ်တို့မျက်စိကျနေတဲ့မျက်စုံကိုတရုတ်လက်အပ်ဖို့ကြံစည်လာပြီဖြစ်တယ်လို့ရှိသားထားပါတယ်။ဆလဘီပြည်ပရောက်ရခိုင်လူငယ်များစစ်မှုထမ်းဖို့အေးအေးခေါ်လာနိုင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ လူငယ်များကိုရခိုင်မှာထွက်ခွာခြင်းမပြုစစ်မှုထမ်းရမယ်လို့အေအေးကြီးညာပြီးရဲ့နောက်ပြည်ပကိုရောက်ရှိနေတဲ့ရခိုင်လူငယ်တွေကိုလည်းစစ်မှုထမ်းဖို့ခေါ်လာနိုင်ကြောင်းစစ်ရေးတုံ့တက်သူတွေကပြောပါတယ်ရခိုင်ပြည်အတွင်းမှာနေထိုင်ရာလူငယ်များပြည်ပကိုထွက်ခွာခြင်းမပြုကြောင်းကိုတားမြစ်လိုက်ပြီးအေအေးထမ်းစစ်မှုထမ်းရမယ်လို့အာရခတက်တော်အေးကရခိုင်ဘာသာနဲ့မေလ22ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်အာရခတက်တော်အေးရဲ့စစ်မှုထမ်းဖို့တမတ်ချက်မှာအသက်18နှစ်ကနေ25နှစ်ထိအမျိုးသမီးများနဲ့အသက်18နှစ်ကနေ45နှစ်ထိအမျိုးသားများပေါ်တက်ရောက်မှာဖြစ်ပါတယ် ိန်။အဆိုပါထုတ်ပြန်ချက်ထုတ်ပြန်ပြီးတဲ့နောက်ပြည်ပရောက်ရှိနေတဲ့စစ်မှုထမ်းဖို့သတ်မှတ်ထားတဲ့အသက်အပိုင်းခြားကို ULAA ကခေါ်ဆိုလိုက်မယ်လို့ရခိုင်စင်စောင့်ကြည့်နေသူတောင်ကပြောပါတယ်။ကျွန်တော်အထင်ရအခုချက်ချင်းကြီးတော့ခေါ်မဲ့ပုံမပေါ်နိုင်ဘူးဒါပေမဲ့ပြောလို့မရဘူးအခြေအနေပေါ်မှာခေါ်လာနိုင်တဲ့အရခတ်တက်တော်အင်းကသူတို့မှုအရာစနစ်တကျခေါ်လာနိုင်တဲ့ဥပဒေအရပြဋ္ဌာန်းတာပဲဖြစ်ဖြစ်စီးမြင့်တက်မြတ်ချက်အရဖြစ်ဖြစ်လာလုံနိုင်ခြင်းရှိတယ်။ဒေါက်တာညိုထွန်းကကိုယ်တိုင်လည်းပြည်ပမှာရောက်နေတဲ့သူတွေကိုစစ်မှုထမ်းဖို့ပြောဆိုခဲ့တာရင်းရှိတယ်။ အေကတော့မကြခင်အကောင့်ထဲဖွင့်လာဖို့မြင်တယ်လို့ပြောပါရီကျိုးချောင်းစီလီယံမှုမရှိတဲ့အကြောင်းပြချက်တွေနဲ့ရခိုင်ဒေသအတွင်းမှာနေရစွန့်ခွာသွားပြီးသူများနဲ့အမျိုးသားကာကွယ်ဆိုင်ရာအရှိဘော်ပြတ်ထန်းချက် NDEP ရာစစ်မှုထမ်းဖို့အကြုံးဝင်ပြီးစစ်မှုမထမ်းလို့လို့ရခိုင်ဒေသရဲ့ပြည်ပကိုထွက်ပြေးဖို့ကြိုးစားနေသူတွေကိုတွန်းလှန်ခင်မပြုဘဲတည်ငြိမ်တဲ့စည်ရေးချင်တွေတခုကိုရောက်ရှိလာတဲ့အထိတားမြစ်လိုက်ကြောင်းအေရဲထုတ်ပြန်ချက်ကရှိသားထားပါရီရခိုင်မျိုးသမီးများကွန်ရဥက္ကဋ္ဌဒေါ်ညိုအေကအခုလိုမျိုးမလုံမနေရဆိုလို့ကတော့စိတ်မပါတဲ့သူတွေကိုဘယ်လိုများ ုတ်ကဲမလဲဘလို့များဖြေလျှော့နိုင်မလဲဆိုတာအနေထားဖြစ်တယ်တချို့ပြည်ပရောက်နေတဲ့သူတွေကလည်းလှုပ်တဲ့လှုပ်နိုင်တဲ့အနေထားရှိတယ်ဆိုတာအွန်လိုင်းနေမှာကြည်ကြဲပြန့်ပြန့်ရှိသားနေတာကိုတွေ့ရတယ်ခွန်နိုင်ချေကတော့ရှိတာပေါ့မရှိဘဲနဲ့တော့မနေဘူးအမှန်တကယ်လူလားမြောက်နေတဲ့လူတွေကိုစစ်မှုထမ်းဖို့ခွန်နိုင်ချေရှိတယ်လို့ဆိုပါတယ်ပြည်ပမှာရောက်ရှိနေတဲ့ရခိုင်လူမျိုးများအနေနဲ့မိမိနေရာကိုပြန်လည်ရောက်နေထိုင်ပြီးတိုင်းပြည်တော်ဝန်တနောက်တနေရာကတာဝန်ထမ်းဆောင်ပြီးဖို့နဲ့တိုင်းပြည်တည်ဆောက်ရေးမှာပါဝင်ဖို့လိုအပ်ကြောင်းအေအေရဒုတိယဆေးဦးစီးချုပ်ဖြစ်တဲ့ဒေါက်တာညိုထွန်းအောင်ကပြောပါတယ် AA ကရခိုင်ကနေဆက်မျိုးတွေကိုတင်ပြီးနောက်ပိုင်းအင်းအေဒုတိယစေဦးစီချုပ်ဖြစ်တဲ့ဒေါက်တာညိုထွန်းအောင်ကမကြသေးခင်ကကျင်းပပြုလုပ်ခဲ့တဲ့၎င်းရဲ့မွေးနေ့မှာစစ်မှုထမ်းဖို့အခြေအနေနဲ့ပတ်သက်ပြီးပြောကြားခဲ့တာပါ။ ရခိုင်ပြည်ပြင်အခုကနေဆက်တခြားကိုတင်ထားတယ်ဆိုတော့နေဆက်ကာကွယ်ရေးကအရေးတကြီးလို့အနေနဲ့ဒါကအမျိုးသားရေးတာဝန်တည်ရဖြစ်တဲ့ဒါကြောင့်တိုက်ပွဲကာလတွေမှာမပါခဲ့ရင်တောင်မှတိုက်ပြီးလို့ရထားတဲ့နေရာကိုကာကွယ်ဖို့အတွက်အမျိုးသားမျိုးသမီးတွေကစစ်မှုတာဝန်ကိုအတိတရားနဲ့ထမ်းဆောင်ဖို့လိုတယ်။ကျွန်တော်တို့မှာစစ်မှုတန်းဥပဒေကိုအရှင်ကလည်းပြောတယ်ရခိုင်လူမျိုးတွေမှာကစစ်မှုတန်းဥပဒေဆိုတာဆောင်ရွက်စာနဲ့မထုတ်ပြန်ခဲ့ပေမဲ့အတိတရားတွေထဲမှာအလိုလျောက်ပါနေတာဖြစ်တယ်လို့ပြောပါတယ်။အရခတ်တတော်အင်ကအခုလိုလူငယ်များကိုပြင်ပကိုထွက်ခွာခြင်းတားမြစ်လိုက်ပြီးတဲ့နောက်တချို့က အဲ့ဒီထုတ်ပြန်ချက်ပေါ်စိုးရိမ်မှုတွေရှိနေကြောင်းမင်းပြဒေတာကံမျိုးသမီးတအုပ်ကပြောပါရယ်လူငယ်ရင်းကမိသားစုစားဝတ်နေဖြည့်ရှင်ဖို့ပြည်ပကိုထွက်ခွာလာကြတဲ့တစ်ဖက်ကသူတို့ရဲ့ပညာရေးအတွက်ပြည်မပြည်ပကိုထွက်ခွာကြတယ်အကြောင်းမျိုးမျိုးကြောင့်ထွက်ခွာကြတယ်တချို့မိသားစုတွေမှာသားသမီးကိုအားကိုးပြီးတော့စားတောက်နေရတာတွေရှိရယ်သူတို့ကိုစစ်မှုထမ်းဖို့အတင်းခေါ်သွင်းဖို့သူ့လုတ်ကျွေးနေတဲ့မိဘကိုဘသူရှာကျွေးမလဲသူညီသူညီမလေးဒါတွေကိုဖြည့်ရှင်မှုမပေးရင်ဒါတွေကိုထည့်စင်းစားပေးဖို့လိုတယ်စစ်မှုထမ်းဖို့ခေါ်တာကပြောရင်လွတ်လွတ်ရင်နောက်မှကြံခဲ့တဲ့မိသားစုတွေအရေး ကပိုပြီးဆိုးရွားလာနိုင်တယ်လို့ပြောပါရယ် အရခတက်တော်အင်ကအခုလိုစီကံချက်တွေထုတ်ပြန်ပြီးရခိုင်ပြည်သူတွေကိုတားမြင်ရခြင်းကစစ်ကောင်စီရဲ့မတရားဖန်ဆီးခြင်းထောင်ချခံရခြင်းနဲ့လူသက်အလောင်းဖြောက်မှုတွေမှာကာကွယ်နိုင်ဖို့အတွက်လို့ပြောဆိုထားပါတယ်။အဆိုပါစီကံချက်တွေနဲ့ပတ်သက်ပြီးပြန်လည်ရှုတ်သိမ်းရမယ့်အချိန်ကာလကိုထပ်မံအတိပြီးမှဖြစ်ကြောင်းနဲ့စစ်ရေးတည်ငြိမ်တဲ့အချိန်တိတခုတော့ဆိုပါစီကံချက်တွေကရှိနေရမယ်လို့အေကထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီတပ်စခန်းတွေကို KNU ကဒီကနေ့မနက်ပိုင်းထပ်မံထိုးစစ်ဆင်ဘလက်ဒိုစစ်ကံသိမ်းပိုက်ပြီးရနောက်နေ့ရက်ကြာစစ် တပ်စခန်းတွေအားလုံးကိုတောင်းဆောင်မယမနာထိုးစစ်ဆင်နေတဲ့ကြောင့်တင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြောက်ရီမြို့နယ် KNU တပ်မချောင်းနေမြေတွင်ထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီတပ်စခန်းတွေကို KNU ကဒီကနေ့မနက်ပိုင်းထပ်မံထိုးစစ်ဆင်နေပြီးတိုက်ပွဲအတွင်အပြန်အလှန်ပြစ်ခတ်တမ်းများကြားနေရကြောင်းထိုင်းမြန်မာနယ်စပ်စီးတရင်အရင်မြစ်တွေကပြောဆိုပါရယ်။မေလ25ရက်နေ့မနက်6နာရီမှစတင်ပြီး KNN လေးဦးဆောင်တဲ့တွန်လိုင်းမဟာမိတ်ပူပေါင်းတပ်တွေကဒရုန်းအနေနဲ့စစ်ကောင်စီတပ်စခန်းတွေကိုစတင်တိုက်ခိုက်နေတာဖြစ်ပြီးစစ်တပ်ကလည်းလက်နက်ကြီးတွေနဲ့ပြန်လည်ပြစ်ခတ်နေတာဖြစ်ကြောင်း Matías vale. Bahrein, ဒီမနက်6နာရီမှာပြစ်ခတ်မှုတွေစတင်နေပြီး KNU ကလည်းဒုံးနေနဲ့ခြာရီနာလီစစ်တပ်တွေကလည်းလက်နက်ကြီးတွေနဲ့တောင်းလျှောက်ပြစ်နေတယ်။သေဘောဖို့စစ်တပ်စခန်းကိုတိုက်တာလို့ယူဆရဲပါလို့ဆိုတော့တနေ့ကစခန်းသိမ်းထားတဲ့ဖလက်တူနဲ့မလန်းမကန်းလောက်မှာပြစ်ခတ်တံတွေကြတော့သေဘောဖို့စခန်းကိုတိုက်တယ်လို့ထင်ပါတယ်။အတိအကျတော့အသေးစိတ်တော့စုံစမ်းနေလုံးမဲလို့ထိုင်းမြန်မာနယ်စပ်စစ်ရေးတရင်ရင်းမြစ်တွေကပြောပါတယ်။မေလ23ရက်နေ့ညနေ9နာရီစစ်ကောင်စီတပ်ရဲ့ဖလက်တူစခန်းကို KNU တပ်မှ6ဦးဆောင်နေကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL နဲ့ကရင်မျိုးသားကာကွယ်ရေးတပ်ဖွဲ့ ့ KNDO နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့မှပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးရနောက်မေလ25ရက်နေ့မှာစစ်ကောင်စီတပ်ရဲ့စခန်းများကို KNL ပူးပေါင်းတပ်တွေကထပ်မံထိုးစစ်ဆင်တိုက်လာတာဖြစ်ကြောင်း KNL ကထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီတပ်စခန်းတွေအားလုံးကိုမယက်မနာတောက်လျှောက်ထိုးစစ်ဆင်လျက်ရှိကြောင်းသိရပါတယ်။လက်ရှိတရင်အချက်လက်တွေအရတေးပေါ်ဘူရွာရှိတေးပေါ်ဘူစစ်တပ်စခန်းကို KNL မဟာမိတ်တပ်တွေကစတင်တိုက်ခိုက်လျက်ရှိတယ်လို့ယူဆပြီးစစ်ကောင်စီတပ်ရဲ့ဝေါ်လီစစ်ပြူဟာကနဲလီစခန်း ထိကက်ပလဲစကန်ဥက္ကဋ္ဌတို့ကိုလည်း KNL လေးမဟာမိတ်တပ်တွေကဝိုင်းဝန်းပိတ်ဆို့ဖြတ်တောက်ထားကြောင်းထိုင်းမြန်မာနယ်စပ်သတင်းရင်းမြစ်တွေရဲ့အဆိုအရသိရတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။